တော်တော်အနေအေးရဲ့မင်းတော်ပို့တွက်တယ်ထင်တယ်မင်းတော်အနေအေးရဲ့လူတော်နဲ့အဲ့လိုအဲ့လိုဖြစ်တယ်အနေအေးရဲ့သချင်သော script လေးဖတ်ပြီးအလုပ်ကြောင်စဉ်းစားနေရဲ့ဟုတ်ဟင်ဘာဖြစ်လို့လဲကိုနားမလဲတဲ့ဟာရှင်ကိုကတရားရှင်းပြပေးရဲ့ မီနဲ့ကိုရမောင်ဟာရုပ်လည်းနည်းနည်းစင်နေရှင်အရေးရောင်များဇလန်တွေကတော့ BBTV နဲ့ M Channel မှာ ပြနေတာပေါ့နော်အခုတော့အပိုင်းနှစ်ရောက်နေပါပြီအဲရိုက်ထားတာကတော့ဒီနှစ်အစတုန်းကပေါ့နော် January February တုန်းကရိုက်တာပါ အမေဒီလိုဇလန်းတွဲတွေရုပ်ရှင်တွေလက်ခံတဲ့အချိန်မှာမေကဇညွန်းတွေကိုပိုင်ဖတ်တယ်ဗောနော်မေမဖတ်ခင်မှာမေကအရင်ကြည့်ရယ်ခါတိုင်းဆိုရင်မမေကတေချာတိတ်မဖတ်ပြေဘူးဒီဇလန်းတွဲကိုတော့မမတ်ရရမမေကအစကနေအဆုံးအထိတေချာဖတ်တယ်မမေအရန်ကြိုက်လို့တဲ့အမ်မမေရိုက်ဖြစ်သွားတာမမေကအရန်ကိုကြိုက်တာဒီဇက်ကသူကဟိုဟာလေ crime mystery ေါ့နော် mystery လည်းဖြစ်တယ် crime တစ်ခုကြောင်းဆိုတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်အစပိုင်းနေရတော့ဇက်ရှင်တက်ဖို့နည်းနည်းလိုသေးရပေါ့နော်ဒါပေမဲ့လုံးဝ mystery မထင်မှတ်တဲ့ဟာကြီးဖြစ်သွားလိမ့်မယ်အဲမေတို့ရုပ်ရှင်ကငကာ series ကတကားပေါ့နော်ဒီအရေးရောင်များထဲမှာလဲအမ်ဒါတော့နောက်ပိုင်းတိမာပေါ့เนาะအခုက episode 2ပဲအဲရောက်သေးတယ်လို့ပေါ့เนาะမေတို့နောက်ပိုင်း အစပိုင်းမှာလည်းနည်းနည်းပြထားပါတယ်မိနဲ့ကိုရဲ့ကျမကရုပ်လည်းနည်းနည်းစင်နေတယ်ရှိရဲ့ကိုကြီးကျမကရန်အောင်သဘောကောင်းတယ်။ shooting မှာဆိုရင် तू ကအနေအေးရဲ့တစ်ချိန်လုံး script လေးဖတ်ပြီးအလုပ်ကြောင်စဉ်းစားနေရဲ့အမ်မင်းက dialogue တွေနဲ့ပတ်သက်မြန်မာစာနဲ့ပတ်သက်နေနဲ့အားနေတော့ကိုနားမလဲတဲ့ဟာရှင်အကိုကတရားရှင်းပြပေးရဲ့။မေးကိုကြီးကျမကတော်တော်အနေအေးရဲ့မေးတော့ပို့တွက်တယ်ထင်တယ်။ မင်းတော့နေရလူကနေလေအဲ့လိုအဲ့လိုဖြစ်တယ်အန်နွေကဟိုခု episode 2တိပြနေပြီဗောနော်သူ့ကြည့်ရရင်ပုံမှန်တော့မဟုတ်သူကတခုခုတော့တခုခုဗောနော်အမ်အိမ်အောင်ရေးအဆင်ပြေအဆင်မပြေလို့လားတို့မဟုတ်စိတ်ရောဂါလားဘာ something ပေါ့တခုခုတော့ရှိတယ်အဲ့လိုပေါ့အဲဒီ script reading မှာကလေးက director ကိုဝီယန်ဖေက migrate ကိုပြောထားတယ်ဒီ character တရုပ်ဆောင်တဲ့အချိန်မှာ ညင်ညင်လေးနဲ့မျက်နှာသေးလေးနဲ့တရုပ်ဆောင်ပေးပါတဲ့အဲဘာလို့လဲဆိုတာနောက်တိုင်းပေါ်လာမှာပေါ့အဲရဲရောင်များတဲ့မှာကိုရင်းမှန်ပါတယ်ကိုစိုက်စီတုံခမ်းပါတယ်ကိုတိန်လင်းဆိုးပါတယ်လွန်းချဲပါတယ်ပန်ပန်ဝတ်မုံပါတယ်ပြီးတော့မေဂရစ်ပါတယ်ရှင်မေဒီကာရိုက်တာတော့လုံးဝမရိုက်ဘူးအခုနပြောသလိုဇက်ညွန်းဖတ်ကြတဲ့အမေကနွေနေအောင်အရန်တရုပ်ဆောင်ခင်ချင်ခဲ့တာပေါ့နော်ရိုက်တဲ့အချိန်မှာလဲမေကိုယ်တိုင်တော်တော်လေး မွန်းချက်ပြီးဝန်းနေခဲ့တယ်အမ်ရိုက်တဲ့အချိန်မှမဟုတ်အိမ်မှာနေတဲ့အချိန်တော့နားတဲ့အချိန်တော့ငုံမိရဲ့တော့ရှောက်မေမဟုတ်ဘဲနဲ့ໜွေအနေနဲ့ဖြစ်သွားတာပေါ့နော်အဲ့လိုပေါ့မေဖြစ်လိုက်ໜွေဖြစ်လိုက်နဲ့တော်တော်လေးလည်းဝန်းနေခဲ့တယ်မွန်းချက်ခဲ့တယ်အဲဒါပေမဲ့ပျော်တဲ့အချိန်လေးလည်းရှိခဲ့ပါတယ်အဲဒါပြိတ္တတွေမြင်ပါပါတော့ဟုတ်ဟုတ်တယ်ငယ်ဘဝတွေမှာနည်းနည်းပျော်လိုက်ရတယ် ီးရဲ့ဘာကြောင့်တိတ်မပြောရအောင်။အမ်အဲ့လိုပေါ့နော်။ဘာလို့လဲတော့မသိဘူးပေါ့နော်။အမ်မီးကိုချစ်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။မီးလည်းစူးစမ်းနေပါရဲ့ရှင့်။အခုမီဂရိတ်ရဲ့ Siri တွဲလေးအရေးအောင်များက BBTV နဲ့ M Channel မှာလွှင့်နေပါတယ်။စိတ်ဝင်စားရင်အားပေးပါလို့ပြောချင်ပါတယ်။